ါတို့အမေမေတုံးသွားတယ်ဘယ်နိုင်ငံမှာမှအင်္ဂလိပ်လိုပြောတာဘယ်လိုမှအင်္ဂလိပ်လိုနိုင်ငံတကာမှာရေမောင်းအင်္ဂလိပ်လိုပြောတာဆိုပြီးမှနော်တချို့နှလုံးဘိန်းတုံးနေဆိုရင်တော့ထင်ကြီးကြမှာပေါ့နော်မင်းအောင်နိုင်မို့လို့စစ်စစ်တကလက်ခံပြောမင်းအောင်နိုင်နေမှာကိုယ်အမီးပြတ်ပြီးတော့ကာကွယ်ပူးပြီးတော့ဒီပေါင်းဝင်ကြတယ်စစ်စစ်လက်ခံပြောတော့ငါလုပ်ငန်းတွေကိုမင်းပါမခံပေးတော့ငါလုပ်ငန်းတွေငါလူမျိုးတွေကိုလုံလုံလုပ်ပေးစစ်စစ်ပြောတယ် ဟယ်လိုချရမီဝပီတူညီကိုမွန်နမများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ10ရက်နေ့ရကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တို့တရင်ကောင်းလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကဲညိုတပ်မဟာခွန်နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီခမာရ24တရင်ရဲ့ တန်လက်စခန်းကိုကန်နယ်လီပူပေါင်းတပ်တွေကနေပြီးတော့ပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မနေ့ကစစ်တပ်ရဲ့တခေါ်ဘီခွေးစခန်းကိုတင်းတယ်ဒီနေ့မနေ့မှာမနေ့ကတင်းတဲ့စခန်းရဲ့အရှိဘက်နော်တရာတောင်ကျောမှာရှိတဲ့တန်လက်စခန်းကိုထပ်ပြီးတော့မှတိုက်တာပါ။စစ်ကောင်စီတပ်ကတိုက်လေရင်စစ်ကိုခေါ်တော့ဘုံလာကျဲတယ်ကိုဘက်က drone တွေနဲ့ချလက်တကြီးလုံးကြီးတွေနဲ့ပစ်ထည့်နေတယ်ဆိုပြီးတော့မှရှေ့တန်းရောက်ကန်နယ်လီပူပေါင်းတပ်သတင်းမျိုးကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ထိုင်းစစ်တပ်ကနေပြီးတော့မှနန္ဒာရီချတခါတင်ကားရင်သားတွေအတော့ပြန်ကင်းပတ်နေတယ် မဲလာလန်တရှောင်းမှာလည်းဂိတ်တွေချဆင်းနေတယ်။တောင်ရင်မြစ်ကူဂိတ်တွေအကုန်ပိတ်ချထားတယ်။ထိုင်းနယ်ရယ်စံပြောမှုကိုတိုင်မြန်မာတိုက်ပွဲကိုစောင့်ကြည့်နေတယ်။လက်နေချေးလိန်အစုံတိုက်နေတာဆိုတော့ထိုင်းဘက်ကြီးကြမှာဆိုတာနဲ့စစ်ကောင်စီစစ်သားပြေးလာအောင်ပဲစောင့်ကြည့်နေပုံပဲဆိုပြီးတော့မှထိုင်းမြန်မာနယ်စပ်ကစစ်ရေးတရင်မျိုးကနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ခုဆိုရင်တောင်ပိုင်းတိုင်းမှာပေါ့နော်။ပါတီတွေကတော့တော်တော်လို့ကြမ်းနေတာဖြစ်ပြီးတော့မှစစ်ခွေးတွေရဲ့ ဒီခြေကုပ်ယူထားတဲ့စကားတွေတခုပြီးတခုသိပိုက်ဖို့စ조사နေတာပဲဖြစ်ပါတယ်သူတို့အနေနဲ့ကတော့ကျွန်တော်ဒီ2020ခုလောက်ပါဒီရန်ကုန်အင်းစင်ပါပါနော်ကန်ဒီယိုရုံးဆိုင်မဲ့စူပရမကျညာထားတဲ့တိုင်ခုဆိုရင်လက်တွေ့ကောင်းတဲ့ဖော်နေပြီလားဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့စကိုင်းတိုင်းမြောင်မြို့မှာနယ်မြေကင်ပတ်လဲထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့လေးဦးသေဆုံးပြီးတော့မှတနက်သုံးလရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်သူတို့ကဂိတ်ကိုမထိုင်ခင်မြို့ထဲစခန်းကနေဂိတ်ကောက်နေတဲ့အချိန် လုံချွေးတက်ကင်းလဲတဲ့သဘောမျိုးပေါ့အဲ့ဒီအချိန်နောက်ကနေတောက်လျှောက်လိုက်ပြီးတော့မှ BOC စီဆိုင်ရှေ့ရောက်မှဆက်ဖြစ်ခဲ့တယ်ဆိုပြီးတော့မှမြောင် Ranger Force တောင်ရှိသူတို့ကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ပြခတ်တိုက်ခိုက်မှုအတွင်းမှာဒုဗိုလ်အဆင့်ပေါဝင်စစ်ကောင်စီတပ်ဖွဲ့၄ဦးတည်ဆုံပြီးတော့မှကျောက်ခန့်တန်ရခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာကျွန်တော်ဘက်ကနေပြီးတော့မှ MA-17 တနက်3လက်တင်ဆက်ရရှိခဲ့ပြီးတော့မ ကာကွယ်တပ်ဖွဲ့ဝင်ဘက်ကတပ်ဖွဲ့ဝင်တအုပ်လက်မောင်းနဲ့လက်ဖြာမှာကြီးထိမှန်တန်ရက်ခဲ့တယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုဆိုရင်အညာဒေတာမှာဆွန်လက်ပါနော်တော်လည်းတပ်ဖွဲ့တွေကနေပြီးတော့မစက်ကွန်စီရဲ့ဒီလိုမျိုးခေကြေးထိုင်ပြီးတော့မှတောင်းချနေတဲ့အုပ်စုတွေကိုလည်းရှင်းပြနေတာပြီးတော့မှပီတိုရီအနေနဲ့ကိုရောက်ရနေရာတွေတတ်တွေမှာဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့မှအနိုင်ကျင့်ဖို့ကြားနေတဲ့စက်ကွန်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော်တီတွေကိုသိရှိတယ်ဆိုတော့ကျွန်တော်တော်လည်းတပ်ဖွဲ့ဝင်တွေထံမှာအများဆုံးအကြောင်းကြားတင်တယ်ဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးတော့မှတင်ပြပြောလိုပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့မြောက်လိုင်းရနေပြည်မာတရုတ်အကျိုးစီးပွားတွေကိုရတမြန်နီလာနဲ့ပေါ့နော်ကောက်ွယ်ပေးတော့မယ်ဆိုပြီးတော့မှတမရအရှိချင်းဖြစ်ပုံမှာပြောဆိုလိုက်တဲ့ပုံမှာကိုစီဘယ်လိုမျိုးတွေဖြစ်ထားလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်ရှင်းပါတယ်တရုတ်ကတော့နော်မြန်မာနိုင်ငံကိုတူအတွက်အကျိုးအမြတ်တွေအများကြီးလိုရှိတယ်အဲ့ဒီအတွက်လက်ရှိရှိနေတဲ့လုပ်ငန်းတွေကိုလည်းမင်းတောင်းဘူးဘာဖြစ်လို့လဲမြန်မာနိုင်ငံမှာရတဲ့အခွင့်အရေးမျိုးကအခြားနိုင်ငံမှာတရုတ်အနေနဲ့ရစရာမရှိဘူးလေဟုတ်တယ်နော်ကြောက်စိမ့်တဲ့ဖွင့်ကြောက်ရိုက်တဲ့ဖွင့်ကိုရင်းလိုက်တာနဲ့တရုတ်ကဘယ်လောက်မြတ်သွားလဲ ဒါကြောက်ဝဲစီတည်တယ်ဒီရှားပါတဲ့မြေရှားတထုပြီးလို့ရှိရင်အစိုးဆုံးကတော့မြစ်စုံစီမံကိန်းလိုမျိုးဒါပေမဲ့ဒီတိုင်းမှာတော့မြစ်စုံနဲ့ပတ်သက်လို့ပြောတာမတွေ့ဘူးပြောခဲ့တာမပြောခဲ့တာတော့မတည်ဘူးမြစ်စုံစီခံကိန်းလိုမျိုးတောက်ထူရင်းနဲ့စိတ်ကမ်းလိုမျိုးပြီးလို့ရှိရင်အစိုးဆုံးကဒီရောင်ပိုးလန်းစီမံကိန်းအဲ့တော့လက်ရှိတရုတ်ပိုးလန်းစီမံကိန်းကိုမင်းအောင်နိုင်တဲ့အာဏာရောက်သွားခဲ့လို့ရှင်ရင်နံပါတ်1မြစ်စုံလဲပတ်လိုက်မြစ်စုံလဲပတ်တာနဲ့ ARD အောက်ဒေါ်မှာရှိတဲ့ရွာတွေအကုန်လုံးထမင်းကနော်မတော်လို့အခုလိုငလင်ထက်လောက်လာမယ်ဆိုလို့ရှိရင်အဲ့ဒီမြစ်စုံကြီးပြိုကျရင်မြစ်ကြီးနားအစားနိုင်ပိုင်းပြောက်သွားမှာ တင်းနေတယ်အဲ့တော့တရုတ်ကအဲ့ဒါကြီးမစင်သာဘူးမင်းတို့အရာဒီမိရိုးတောက်ချောက်ယူရတယ်ထမင်းကမလားငါကောင်းလည်းမထည့်ဘူးမတော်လို့ငလင်လှုပ်လို့မြစ်စုံကြီးကျိုးရမလားငါဂူးဆိုင်ငါဂူးဆိုင်တာမြစ်စုံကရမယ်အကျိုးမြတ်မြစ်စုံကိုမစတယ်ဘူးမြစ်စုံစီမံကိန်းထဲမှာရှိတဲ့မြေကြီးကိုတူးနေတယ်အဲ့ဒီမြေကြီးကိုကားတွေနဲ့တရုတ်ပြည်ကယူရတာစဉ်းစားကြည့်မြန်မာပြည်ကမြေကြီးကို22ဘိန်းကားတွေနဲ့တရုတ်ကိုယူရတယ်တစ်ပင်တွေတစ်မွေးပင်တွေအလုံးလိုက်တူးပြီးတော့ယူရတယ်မြန်မာဘယ်လောက်တန်ဖိုးရှိလဲစဉ်းစားကြည့်အဲ့တော့တရုတ်တီဒီမြစ်စုံဘာကြောင့်လုပ်ရှင်ရတာ မျက်စုံမလုတ်ခင်တဲ့အောင်တွွတ်အကျိုးမြတ်ရတယ်မျက်စုံလုတ်ပြီးတော့ထွက်လာတဲ့စွမ်းအင်ခန္ဓာမှာလည်းတွွတ်အပြည့်ဝရမှာငါတို့ကမင်းတို့မလုတ်ခင်မဲ့နေမလားအဲ့လိုဟာတို့လုတ်ဖို့အတွက်နံပါတ်၁ပြည်သူရွေးချယ်တင်ပြတင်ပြတဲ့အစိုးရဖြစ်လာမယ်ဆိုတော့တွလုတ်လို့ရမှာလားမရဘူးလေနော်ဒီလိုမျိုးမျက်စုံလုံးဟာတို့ကြီးလေးတဲ့ဟာတွေလုတ်ဖို့မပြောနဲ့ခြံစည်းရိုးလေးတိုးပါတော့မှဒေါ်ဆန်းစုကြီးတဲ့ထက်မှာအန္တနီအစိုးရလက်ထက်မှာတရုတ်ကမြန်မာပိုင်နဲ့ကိုခိုးပြီးတော့ခြံစည်းရိုးကလို့တိုင်းပြည်ပြည်သူကဘာတိကန့်ကွက်စာထုတ်ပြီးချက်ချင်းကန့်ကွက်လို့နောက်ဆုံးပေးခဲ့ရတယ်ဒါတွေကစီကြီးပြည့်အတွက်ကဒါမခံနိုင်ကြရတယ်ဒါကြောင့်မလို့အာနာရှင်တက်လာဖို့ မင်းအောင်နိုင်ကိုပေါ့မဟုတ်တော့ဒီနေရာမှာမင်းအောင်နိုင်ကမြန်မာပြည်သူတွေတရက်ကိုဟိုနေ့ဖြစ်တယ်လီးမှယေရှုမတည်ဘူးဒါလောက်တိုင်းပြည်ကိုဒုက္ခပေးနေတယ်ဟာမင်းအမေယေရှုတည်မင်းမေလွတ်လက်လက်ခံခံလေမင်းခံလို့မဝင်ဒီကုနာကိုခံခံတူတူလက်ခံလို့မရခင်သေးတဲ့မုံခံခံနော်အဲ့ဒါမှခံလို့မဝင်ဆိုးဝဲသားသမီးတွေမိတွေမြစ်တယ်အကုန်ခံခံရမှာတိလာပြည်သူတွေစကားထက်မပြောနဲ့ဘယ်ပြည်သူမှတရက်ကိုမကြိုက်ဘူးနော်အဲ့တော့မင်းအောင်နိုင်မို့လို့ရှီချင်းဖင်ကလက်ခံစကားပြောတယ်မဟုတ်မင်းအောင်နိုင်နေရာမှာခွေးအမီးဖြတ်ပြီးတော့ကာကွယ်ဦးစီးချုပ်ယူနီဖောင်းဝေပေးလိုက်ရှီချင်းဖင်လက်ခံပြောလိုက်တယ်ဟဲ့ကောင်ငါလုပ်ငန်းတွေကိုမင်းအာမခံပေးတော့ ငါလုပ်ငန်းတွေငါလူမျိုးတွေကိုမိလုံလုံလုပ်ပြီးစီစဉ်နေပြောပါเนาะအဲ့ဒါအဖြစ်ပဲဘယ်လိုညင်းရတယ်အမှန်တရားဒါကြောင့်မို့လို့လက်ရှိကျွန်တော်တို့တိုင်းပြည်မှာတရားဝင်စီနံပေးနေမှာကိုရှိတယ်เนาะဝင်ရအောင်ဆောင်းမှတစ်ခုဖတ်ရတယ်အဲ BNN စစ်ဘူကြီးတယောက်ကစစ်သားစစ်ပြန်ကြီးမစစ်သားလားစစ်ပြန်လားလက်ရှိစစ်သားလားတော့လူရေးထားဆောင်းမှတူလေးပါပဲမင်းတို့တရားပိုက်ပိုက်လိုက်အောင်ကတ်အနေတရားပိုက်လိုက်အောင်ယင်းနဲ့ပိုက်လိုက်ခွဲချလိုက်တယ်အခွဲချလိုက်လို့ရှိရင်တရားကသူ့လုံမျိုးစစ်သားတွေထည့်လိုက်တော့တရုတ်တူလုံမျိုးကြီးစစ်သားတွေပေါ်တင်ညီမာပြည်တွေအဲ့လိုထည့်လာမှာဆိုရင်ဥရောပအုပ်စုကတင်းထိုင် ဒါတော့ဗောနော်ကိုဆရာနေပြီးတော့မှခုဆိုရင်သမရရှိချစ်ဖြင့်ကိုတိုင်ရနေပြီးတော့မှမြောင်းလိုက်ပုံမှာသူတို့ရဲ့အကျိုးစီးပွားတွေနဲ့တို့လူမျိုးတွေကိုကော်ဝယ်ဖို့ပြောဆိုတဲ့ပုံမှာဗောနော်သူနေပြီးတော့မှတလုံးတစ်ခဲတဲ့နဲ့အခုဆိုရင်ရတမြန်နီလန်တုံးပြီးတော့မှခါခွဲပေးမယ်ဆိုပြီးတော့မှကြီးညာလိုက်တဲ့ပုံမှာသူတို့ဘက်ကနေပြီးတော့မှညင်ခါမနေတင်းတော်ဘူးဆိုတဲ့ကြောင်းပြောဆိုထားတာဖြစ်တယ်။ဒီမြောက်လိုင်းကတော့သူတို့အာနာပါဝါတီမြေနိုင်ဖို့အတွက်ဒီမျိုးစုံသုံးပြီးတော့မှကျတို့တိုင်းပြည်နဲ့လူမျိုးပေါ်ချနိုင်ပြီးတော့ပေါ့နော်။နိုင်ငံထဲမှာရှိတဲ့တရားစတာနဲ့တေတော်တွေကဆာလို့အကုန်လုံးရုံးချနေတာပဲဖြစ်ပါတယ်။အခုဆိုရင်တေယိုလေးရာ လုံးဝမကင်းတော့ဘူးဆိုတော့လည်းကျွန်တော်တွေ့ရတာဖြစ်ပြီးတော့မှာကျွန်တော်ရက်တင်ရထဲတဲ့ကျိုးခန်းစားခွင့်နေရဆိုတော့တရုတ်နဲ့လုံးဝကိုဆက်ဆက်ပြီးတော့မှာပေါ့နော်အကုန်လုံးဒီပါကတရုတ်လက်ထက်ကိုရရှိသွားပြီဆိုတော့လည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့တော်လိုင်းရေးတစ်ဖက်အသီးသီးကနေပြီးတော့မှာစီးလုံးညီရဆိုတော့တက်ထုတ်လိုက်မယ်ဆိုတော့မြန်မာ physics analysis စနစ်ပြုတ်ချပြတာနဲ့ကျွန်တော်ဗီဒီယိုတွေပေါ်အခုသွေးစွန်နေတဲ့ဒီလိုမျိုးပေါ့နော် initial ကောင်းမှပြီးသားတဲ့တရုတ်နိုင်ငံကိုလည်းပြန်ပြီးတော့မှာအဖြစ်ပေးအရေးယူနိုင်မှာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဦးသိမြနဲ့ပြီးတော့မှတော်လိုင်းတဖို့ဝင်အနေနဲ့တရုတ်ဖျားကိုဘယ်လိုမျိုးကြော်ဖြတ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပါနော်။ဆောင်းရှန်ရှန်လေးတွေကိုပြောဆိုထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ NUG ကတရုတ်နဲ့စကားပြောဖို့ကြိုးစားသလိုဒီပိုင်းနဲ့ထက်မှာပဲစစ်ကောင်စီနဲ့ပေါင်းတာကိုပြည်သူတွေကမလိုလားချောင်းတရုတ်အစိုးရတည်အောင်ဖော်ပြတင်ပါတယ်။အဲ့ဒါလိုဖော်ပြတဲ့အခါမှာလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြကန့်ကွက်တဲ့နီး online campaign လုပ်တဲ့နီးစတဲ့နီးတွေကိုတင့်တော်သလိုပူတွဲပြီးတော့ကြတော့အသုံးပြုတင်ပါတယ်။ ဒါပေမဲ့အဲ့လိုနီလန်းတွေဟာအလွန်အန္တရာယ်ကြီးပါတယ်အန္တရာယ်ကြီးတဲ့စွန့်စားမှုမျိုးရှိပါတယ်ဘလို့စွန့်စားမှုမျိုးလဲဘာကြောင့်အန္တရာယ်ကြီးတယ်လဲဆိုတော့တရုတ်လူမျိုးမုံတီရေးစီကိုရောက်သွားမယ်ဆိုရင်အန္တရာယ်ရှိပါတယ်အရင်ကလည်းအဲ့လိုဖြစ်ခဲ့မှုလားရှိပါတယ်ဘုံနေဝင်းမြောက်ပြီးတော့ဗမာစင်ရသားတွေနဲ့တရုတ်စင်ရသားတွေရိုက်ပွဲကြီးဖြစ်ခဲ့မှုပါတယ်ထင်ရှားတဲ့တရုတ်ဗမာအတီးကုန်းကြီးပါအဲ့ဒါကြောင့်အဲ့လိုတမိုင်းအစုံမျိုးတချို့ပြန်ပြီးတော့မဖြစ်အောင်ကြိုတင်တားဆီးဖို့လိုပါတယ်အဲ့လို ကြိုတင်တားဆီးဖို့ဆိုလို့ရှိရင်တရုတ်အစိုးရရဲ့လုပ်ရက်တွေကိုပြည်သူလူထုကစက်ကျင်ကက်ကွက်ဆန္ဒပြတဲ့အခါမှာနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ဥဆောင်မှုပါဝင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လိုအပ်တယ်လဲဆိုတော့တရုတ်လူမျိုးစက်ကျင်ရဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးဆိုတဲ့လမ်းကြောင်းပေါ်ကိုရောက်မသွားအောင်နိုင်ငံရေးလမ်းညွှန်မှုနဲ့ဥဆောင်မှုပေးဖို့အတွက်နိုင်ငံရေးအဖွဲ့အစည်းတွေလိုအပ်တာပါ။음တရုတ်လူမျိုးစက်ကျင်ရဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးလုပ်လို့ရှိရင်ဒေါ်လာရေးတစ်ခုလုံးရှုံ့နှိမ့်သွားတဲ့အထိအန္တရာယ်ကြီးသွားပါလိမ့်မယ်။တရုတ်အစိုးရရဲ့လုပ်ရက်ကိုစက်ကျင်ကြောင်းဖော်ပြဖို့အတွက်အထူးရောက်ဆုံးဖြစ်အောင် လုတ်တင်တာကတော့မြန်မာပြည်မှာနေထိုင်တဲ့တာမန်တရုတ်လူမျိုးတွေနဲ့တာမန်မြန်မာလူမျိုးတွေပူးပေါင်းပြီးတော့ပူးတွဲဆန္ဒပြကြတာကအကောင်းဆုံးပါ online ကနေပြီးတော့ campaign လုပ်ကြမယ်ဆိုလို့ရှိရင်လည်းတရုတ်လူမျိုးကိုစားပြုအဖွဲ့အစည်းတွေမှာပါဝင်ဖွဲ့စည်းပြီးတော့တရုတ်မြန်မာပေါင်းစည်းပြီးတော့ campaign လုပ်တာမျိုးဆိုလို့ရှိရင်အထူးအောက်ဆုံးဖြစ်ပါလိမ့်မယ်တရုတ်အစိုးရရဲ့လုပ်ရက်ကိုမြန်မာပြည်မှာနေထိုင်တဲ့တရုတ်လူမျိုးတွေပါလက်မခံဘူးဆိုတာမကျေနပ်ဘူးဆိုတာကိုတရုတ်အစိုးရနဲ့တရုတ်နိုင်ငံမှာနေထိုင်တဲ့တရုတ်ပြည်သူတွေသိအောင်အဲ့ဒါလိုနည်းနဲ့သတင်းစကား ပေးပို့နိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တရုတ်ပြည်သူတွေလည်းအဖြစ်မှန်ကိုသိသွားကြပါလိမ့်မယ်အဲ့ဒါလို့သိလို့ရှိရင်တရုတ်အစိုးရဟာအရေးမလုပ်ဖက်နဲ့နေကိုမနေနိုင်ဘူးလို့သိချပေါက်ပြောရဲပါတယ်နောက်တစ်ခုရှိတာကအဲ့ဒါလို့တရုတ်လူမျိုးတွေပါပါဝင်ပြီးတော့ဆန္ဒပြမယ်ဆိုလို့ရှိရင်ဥမာအဖြစ်မန္တလေးလိုမြို့ကြီးမှာတရုတ်တွေနဲ့ဗမာတွေပူးတွဲပြီးကြတော့လမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုလို့ရှိရင်ဆန္ဒပြတဲ့သူတိုင်းကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်တဲ့ စစ်ကောင်စီအနေနဲ့အဲ့ဒါလိုဆန္ဒပြပွဲကိုပြစ်ခတ်တပ်ဖြတ်ဖို့ရအလွန်ခက်ခဲပါလိမ့်မယ်ဒီမှာဦးသိမ်းမြတ်ပြောထားသလိုပဲပေါ့နော်တေယောအနေနဲ့စစ်ကောင်စီကိုဒီလိုမျိုးပေါ်တင်ထောက်ခံပြီးတော့မှတွန်လိုင်းကိုဖြစ်လို့ဖြစ်စီလို့နေတဲ့ချိန်မှာကျတို့မြန်မာပြည်တွင်းမှာရှိတဲ့တေယောနိုင်ငံသားတွေနဲ့မြန်မာပြည်သူတွေစေဝန်ကွမှုတွေမှာဖြစ်ပဲနေပေါ့နော်အခုအချိန်ကလေးကစစ်စီလုံးလုံးနဲ့တေယောရဲ့လိုရဲတွေကိုရှုံချကောင်းကွတင်းနေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်နိုင်ငံရေးကစားကွက်နဲ့ပေါ့နော်ကျတို့အနေနဲ့ဒီလူမျိုးရဲ့ဘက်ကိုမသွားပဲနဲ့အခုဆိုရင် ကျွန်တော်တို့ပဲပေါင်းစုံနိုင်ပြီးတော့မှတစ္ဆိုင်ရာပို့ကိုဖွဲ့စီရီနဲ့စီယုံပြီးတော့မှဒီတိုးရဲ့ဖီးယားကိုဘယ်လိုမျိုးချုပ်ဖြတ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတေချာလေးကိုအေးအေးယူဆောင်ရွက်နိုင်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်တိုးဟာဆိုတော့စစ်ကောင်စီကိုပေါ်တင်ထောက်ခံပြီးတော့မှသူတို့ဂျိုးစီဘော်တွေတော့ပေါ့နော်အခုဆိုရင်ကိုချိုးရှာနေတာပဲဖြစ်ပါတယ်စစ်ကောင်စီဒီလိုမျိုးနောက်ကွယ်ရနိုင်ပြီးတော့မှလက်နဲ့ခဲရန်တွေနဲ့နောက်ဆုံးပေါ်နီးပညာတွေရရှိနိုင်အောင်တိုးအနေနဲ့အစဉ်တစိုက်အခုဆိုရင်အပေထောက်ခံမှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပြီးတော့မှ နောက်လည်းကျွန်တော်အင်းကြီးချင်းနိုင်ငံတွေပေါ့ပဲကမ္ဘာနိုင်ငံတည်တည်ကားနဲ့ပြည်မတရှိထားတာမို့လို့ကျွန်တော်မြန်မာပြည်ထဲမှာရှိတဲ့ကျဆိုင်ရဖို့ကိုဖွဲ့စည်းတွေနဲ့ပြည်သူတွေကနေမြို့မှာအချင်းချင်းစီလုံးညီနဲ့ဆောင်တဲ့တိရွက်ဖီးယားကိုစန့်ချင်တော်လိုင်းရတော့မဲ့အချိန်ပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘိုကလေးမျိုးတာကယာယီမို့ဘလိုမျိုးတောင်းချမ်းနေလဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်။ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ဘိုကလေးမျိုးကပြည်သူတွေဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ ေရီတိုင်းဒေသကြီးဘုကလေးမြို့နယ်ကျွန်းတရာအုပ်စုကိုလုံးနိုင်ကျေးရွာရှိပြည်သူတွေဟာစစ်မှုထမ်းမဲနိုင်ရတဲ့ကိစ္စတွေကြောင့်တိတ်ဆောင်နေကြပါတယ်။ကိုလုံးနိုင်ကျေးရွာရှိရိုင်းမူကုမင်းစော်မှာရွာသားများရဲ့နိုင်ငံသားစီစီရေးကပ်ပြားတွေကိုကိုပိုင်ကန်ဆောင်ခွင့်မပေးဘဲသူစီမှာတင်ထားပါတယ်။ရွာသူရွာသားတွေကိုလည်းခရီးသွားပိုင်ခွင့်မပေးဘဲတားမြစ်ထားပါတယ်။အဓိကကတော့ဆိုးတာနော်ဒီကောင်။မဲပေါက်တဲ့သူတွေထွက်ပြေးမှဆိုလို့တင်ထားတာပါလို့အကြောင်းပြချက်ပေးပါတယ်။ဈေးရလူကြီးတွေကရာသူရာသားတွေအပေါ်မငင့်ညာပဲငါအာနာရှိတယ်ဆိုပြီးလှုပ်ချင်တိုင်းလှုပ်နေကြတာပါ ဒါကိုချပြစီခြင်းပါတယ်ဗျာလို့စာရေးသားပြပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်မှာနင်းနာမှုတွေအခက်အခဲတွေအတွက်ရင်ဖွင့်စေနေဆိုရင်မိဘပြည်သူတွေအနေနဲ့ချက်ပေါက်ကနေတစ်စက်စာပေးပို့ပြီးဆက်သွယ်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အခွေသားတွေကလို့ဝတ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒါတော့ဗောနော်ကျွန်တော်တို့ဘူကလေးမျိုးတဲ့ကရိုင်းဘွားဆိုရင်တော့တော်တော်လေးကိုတောင်းချမ်းပြတော့မှကျွန်တော်တို့ကြည့်ရနေပြည်သူတွေရဲ့မပုံသင်ကပြားတွေကိုလည်းသူကိုယ်တိုင်တင်ဆက်ထားတဲ့ဆိုတော့ တတိမျိုးကျတော့ကြားရဖြစ်တယ်အဓိကအနေနဲ့ကတော့စစ်ကောင်စီအနေနဲ့စစ်မှုထမ်းတပ်သားတွေလိုရလာမယ်ဆိုတော့ခြေရွာမှာရှိတယ်ပေါ့နော်လူငယ်တွေကိုတွားနေပြီးတော့မှမတ်ပုံတင်ကိုကြည့်ပြီးတော့မှဈေးတွေပေးဖို့အခုဆိုရင်ချောင်းမြောင်းနေတာပဲဖြစ်ပါတယ်သူတို့ကိုချိုးသက်အခုဆိုရင်အုပ်ကြီးတွေကတော့ကျတို့လူငယ်တွေကိုစစ်ထက်အတင်းတွင်းပို့ဖို့လှုပ်ဆောင်နေတာဖြစ်ပြီးတော့မှဒီလိုမျိုးလှုပ်ဆောင်ရချင်းပေါ့နော်အကျိုးဆက်အနေနဲ့သူတို့အခုဆိုရင်ဒီတိုက်တွေအိမ်တွေကားတွေနဲ့နေနိုင်တယ်လို့ကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်အုပ်ကြီးရှင်လေးမရှင်တွေကလည်းကျတို့နိုင်ငံအနှံ့ဆောင်ရွက်နေကြတာမို့လို့ ိဘပီတိုရီနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာဒီလိုအုပ်ကြီးတွေကိုအမြန်ဆုံးရှင်းပြပေးဖို့တောင်းဆိုတင်နေဆိုတဲ့အကြောင်းလဲကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုံမိုက်ကဆိုပွဲရနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့အမြန်လမ်းမပေါ်တွေမှာ PDF တွေတယောက်လာလို့ပေါ့နော်။တော်တော်လေးကြေကွဲလောင်မြိုက်နေတဲ့ဟာလေကျွန်တော်တို့စစ်ပြီးတော့မှခြေလိုက်ရအောင်။တိုက်ပွဲဖြစ်သွားတာက325မိုင်နဲ့ဝေးတယ်ဝေးတယ်အောက်အောက်ချမ်းမှာဒီကောင်တွေဖြတ်ပြချိန်မှာတွေ့ရနေမှာပေါ့ဘယ်လိုတွေဖြတ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါတော့ အဲ့တော့ခကြီးသွားပြည်သူကလည်းသူကသိလို့တရင်ပို့တာဒါပေမဲ့အောက်တော့ရဲမှာဟိုထဲမှာဖြစ်ကြတယ်နေမှာအဲ့မှာဖြစ်တော့တိုက်ပွဲကိုတက်မတော်အနေနဲ့တလက်တလောင်းနဲ့တလက်ဗီဒီယိုတလောင်းနဲ့တလက်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဟိုတက်မတော်ကတော့ဒီဗီဒီယိုတွေကဒီအမြန်လမ်းပေါ်တက်တက်လာတာသူကနိုင်ငံရေးအမျက်ထုတ်ဖို့လည်းများတယ်ပေါ့နော်နိုင်ငံရေးအမျက်ထုတ်တာပေါ့နော်အဲ့သူတို့အမြန်လမ်းကိုတက်လာတယ်လို့ဘာဖြစ်တယ်လို့ညာတယ်လို့နော်ဒီခွေးမိုက်တွေဘယ်လောက်ထိနော်တိုင်းပြည်ကိုဖြတ်ဘယ်လောက်ထိဖြတ်စည်းမလဲတော့မသိဘူးနောက်တစ်ခုကကျွန်တော်တစ်ခုပြောမယ်နော်မမိုးကန်ဆိုတဲ့မိမနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒိန်းနာမှာ ကိုခေဘုံကနဲ့နော်ကိုခေဘုံကဆိုတာကျွန်တော်မသိဘူးကိုခေဘုံကသူ့ဘုံနဲ့မနဲ့ကျွန်တော်ကိုဆက်လာတယ်နော်ကျွန်တော်ဒီနေ့ကိုခေဘုံကကိုပြန်ဆက်တယ်ကိုခေဘုံကမကောင်းဘူးညဘုံမကန်ဘူးနော်ကျွန်တော်ပြောချင်တာဘုံကန်ရမယ်ကျွန်တော်ကိုဆက်တော့ဆက်လာပြီးတော့ကျွန်တော်ဒီသတင်းတော်ရှင်းလင်းပွဲနဲ့တောင်းပန်ပါမယ်လို့ပါတော့ကျွန်တော်အသက်နဲ့ရင်းဒီအာမခံပြီးကျွန်တော်ပြောရတယ်ကျွန်တော်လုံးဝမပြောခဲ့ဘူးနော်အဲ့တော့ကျွန်တော်ဒီညယူကျူလိုက်ပါကျွန်တော်အဲ့ဒီအတန်းခံကိုကျွန်တော်ဖွင့်ပြပေးမယ်နော်ကိုခေဘုံကကျွန်တော်ကိုဆက်တွင်လာတာနော်ကျွန်တော်ဘယ်တော့မှကျွန်တော်မတောင်းပန်ဘူးဘုံရတော့တဲ့ကိုပြောလိုက်ပြီနော် အခုဆိုရင်ကျွန်တော်တို့ PDF တဖို့နဲ့အမြန်လားပေါ်တက်တက်လာတဲ့ဆိုတာကတော့စစ်ကောင်စီတဖို့နဲ့သူတို့အနေနဲ့လုံးဝမကြုံပဲနဲ့အမြန်လားကိုလည်းမကြခင်မှာစူမိုထင်းချုံနိုင်တော့မယ်ဆိုတဲ့ဒီတဘောမျိုးပြသလိုက်တာပြမကျွန်တော်တို့အရှိမဆွန်လဲစစ်ကောင်စီတဖို့နဲ့ gas ခန်းတွေကိုပြစ်ခတ်မှုတွေလုံးဆောင်ခဲ့တာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အားလုံးတီးကြတဲ့အတိုင်းပဲဒီ boy နဲ့မူမူခိုင်တို့ကိစ္စဆိုတော့ holy တကျော်ဖြစ်နေတာပြမ ဘောရဆိုရင်တောင်းတကုံမှာတရားဆွဲခံထိပြီးတော့မှထောင်ထဲဝင်ရတော့မယ်လို့ကျွန်တော်နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်။ဆိုတော့သူတို့ရဲ့ဒီအယုတ်ကတဲ့ဘောရတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်နောက်ထပ်ဆောင်ကြမှာပါနော်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါကုံကနေပြီးတော့မှရုရှားသွားပြီးတော့မှမြန်မာလူကြီးပဲပေါပန်းလေးစရီပြောသွားတယ်။မြောက်လိုင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအားချောင်းဟာတာစကားတွေပြောထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။အတို့အမေမေဒီဒီပိန်းနေပိန်းနေလို့ပြောရင်တို့ကမကြိုက်ဘူးဗျာနော်။ ငါတို့အမေမေတုံးသွားတယ်ဘယ်နိုင်ငံမှာမှအင်္ဂလိပ်လိုပြောတာဘယ်လိုမှအင်္ဂလိပ်လိုနိုင်ငံတကာမှာရေမောင်းအင်္ဂလိပ်လိုပြောတာဆိုဒီမှာနော်တချို့နှလုံးဘိန်းတုံးနေဆိုရင်တော့ထင်ကြီးကြမှာပေါ့နော်အဲ့တော့ဥစဉ်တော့ချစ်စိတ်နဲ့ကြွစိတ်ကအဲ့လားပဲကွာလာကြနော်ပါချုပ်ကြီးကမျိုးချစ်စိတ်ကိုဗမာစကားကိုဗမာလိုပဲနိုင်ငံတကာမှာချပြသွားတာအဲ့တော့ရုရှားနိုင်ငံကိုဥစဉ်မရောက်ဘူးပြနော်ရုရှားနိုင်ငံကိုရောက်ဖူးကျင်လို့လေးလာကြီးခရီးတွားအောင်လို့လဲပတ်စပို့လေးရောက်တော့တင်ထားတယ်နှစ်ယောက်အတူတင်တာကိုပေါက်ကူတော့ဖြစ်တယ်ပေါက်ကူတော့ဖြစ်နေလို့လားတော့မတည်ဘူး ူများကအတူတင်တာအတူတယောက်ကပတ်စဖို့ကရာပြီဒါဥစဉ်ကျတော့နေပြီးတော့ပြည်တဲ့ရေးစီတင်လိုက်ရတယ်ဆိုတော့လူချခီးစင်မသွားလိုက်ရဘူးပေါ့ဗျာပတ်စဖို့မရှိတဲ့အတွက်ကြောင့်ပတ်စဖို့လည်းကြာမလာဘူးအားနဲ့ဗိုလ်ချုပ်စီတော့အကူကြီးတောက်ထားတယ်ထက်မြန်မာပြည်ဗိုလ်ချုပ်ဒလိုလေးတော့ရှိတယ်ဥစဉ်ပေါ်ခီးနွေရည်အလဲသွားကျင်တယ်ပေါ့နော်ဒီအဲ့အတွက်ဥစဉ်ဟုတ်လားဘာကြောင့်ဥစဉ်ပတ်စဖို့ကမကြာလဲပေါ့နော်ပောက်ကူတော့ဖြစ်နေလို့လားတော့မတူးပေါ့ဗျာဒါထားပါတော့ထားပါတော့နော်အဲ့တော့မြို့ချစိတ်နဲ့လူရှားနိုင်ငံမှာကအဲ့ဒီကဒီပိနေဒီပိတွေလူရှားနိုင်ငံအကြောင်းလေးလာဖို့လိုတယ်ဗျာနော် ။ရုရှားနိုင်ငံမှာအင်္ဂလိပ်စကားပြောတဲ့သူအတိအမှတ်ပြုရလား။ရုရှားနိုင်ငံကိုသွားလို့ရှိရင်အင်္ဂလိပ်လိုပြောရတယ်လား။ရုရှားနိုင်ငံရဲ့ဆိုင်နေမှာအင်္ဂလိပ်လိုရေးထားတယ်လား။ရုရှားနိုင်ငံရဲ့ဒီလိုဥစဉ်တို့ပညာရေးလို့ပညာရေးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်လား။အင်္ဂလိပ်လိုတင်ရတယ်လားဆိုတာကိုတခြားပြန်ပြီးမှလေ့လာကျွန်းစိမ်မွေးတဲ့သူတွေနော်ကျွန်းစိမ်မွေးတဲ့သူတွေရုရှားနိုင်ငံမှာအင်္ဂလိပ်လိုပြောလို့ဘယ်သူမှအရေးလုပ်ပြီးမှမပြောဘူးနော်အရေးလုပ်ပြီးမှပြောဘူးပူတင်ကြီးတခြားနိုင်ငံကအင်္ဂလိပ်လိုပြောတယ်လားကိုတရုတ်တမန်တော်ကြီးပြောတယ်အင်္ဂလိပ်လိုပြောတယ်လား အခြားနိုင်ငံဟာရောလာတယ်အင်္ဂလိပ်လိုပြောတယ်လားအင်္ဂလိပ်လိုပြောတယ်လားဟိုနဲ့ထထကြီးလာတော့တော့အင်္ဂလိပ်လိုပြောမှာပေါ့အင်္ဂလိပ်လိုပြောမှာပေါ့သူကလည်းမျိုးချွတ်စိတ်လေသူနိုင်ငံကသူနိုင်ငံလိုပဲပြောမှာပေါ့အင်္ဂလန်လာတယ်အင်္ဂလိပ်လိုပြောမှာပေါ့မြန်မာလာတယ်မြန်မာလိုပဲပြောမှာပေါ့ဒေါန်ဆန်းစုကြည်ကတခြားနိုင်ငံကိုငိုကသွားတယ်အင်္ဂလိပ်လိုပြောတယ်ကျွန်စိတ်မပြောင်းသေးလို့ကျွန်စိတ်ရှိနေလို့အကာကြိုကြီးကဗမာလိုပြောတာမျိုးချွတ်စိတ်နဲ့ပြောတာမို့ကြောင့်အကျွန်စိတ်နဲ့မျိုးချွတ်စိတ်အဲ့ဒီနေရာမှာကြွားတယ်ဆိုတော့တည်စေချင်လို့ အင်္ဂလိပ်စာတင်တာပဲဘာခဲနေအရာမှတ်လို့လဲဟမ်အင်္ဂလိပ်လိုပြောတာကိုခင်ဗျအင်္ဂလိပ်လိုပြောမှအထင်ကြီးရလားလေတန်းတောင်မအောင်တဲ့ကောင်တွေကတော့ဒီလိုမျိုးပဲပြောမှာပေါ့နော်အေးချုံကပေါ့ပါဆိုတော့မြောက်လိုင်းကတိုင်းပြီးတော့မှမြမစကားပဲတတ်တယ်ဆိုတာကိုလည်းသိရှိထားပေမဲ့တပတ်မှာကျွန်တော်ပီတူတွေကိုဒီလိုမျိုးပေါပန်း၄၀တွေပြောပြမှာဂျင်းထက်ပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနိုင်ငံကောင်းဆောင်တွေဆိုတော့ပေါ့နော်ဒီဘာသာစကားအနည်းဆုံး3-4ခုလောက်ကိုသူတို့အနေနဲ့သိရှိထားတာဖြစ်ပြီးတော့မြောက်လိုင်းဆိုတော့ မြန်မာလူကြီးပဲနဲ့ပြောင်းလဲပြောင်းစားပြီးပြောနေတာကိုလည်းကျွန်တော်အားလုံးတည်ထားတာပဲဖြစ်ပါတယ်ဒါကိုဒီကောင်တွေကနေပြီးတော့မှညှို့ချစိတ်ပါညာနဲ့မွန်းတင်ပြီးတော့မှရှောက်ပြောနေတာကိုလည်းကျွန်တော်နောက်ထပ်တွေ့တာပဲဖြစ်ပါတယ်ဒီကပေါ်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချီရှုနေကြတဲ့မြို့ပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဗာသမီးရနေပြီတော့မှစစ်တပ်ပြိုကွဲမယ်ဆိုတော့တိုင်းပြည်ပြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပါနော်။မျိုးလင်းမျိုးစားပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်။ကျမတို့နိုင်ငံရဲ့တက်မတော်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်နဲ့အဲရဲဘော်တုံးကြီးကနေစပြီးတော့ဂျပန်မှာစစ်ပညာသွားသင်ကြရမလားအဲအဲ့အဲ့စစ်တပ်ကိုစဖွဲ့စည်းခဲ့တာဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်နဲ့နိုင်ငံရေးသမားတွေပဲဖြစ်ပါတယ်နိုင်ငံရေးသမားတွေကဂျပန်မှာစစ်ပညာသွားသင်တော့ပါးရိုက်နားရိုက်တဲ့စစ်ပညာပေါ့ဗျာဂျပန်ကသင်တယ်ပါးရိုက်နားရိုက်ရခံရတဲ့စစ်ပညာပေါ့အဲ့ဒါသင်ပြီးပြန်လာ1945မှာအင်္ဂလိပ်ကပြန်ဝင်လာတော့တခါအဲ့ဒီစစ်ပညာမသင်နေတော့ဘောငါတို့လို့ ်ငါတို့ပြန်သင်မယ်မင်းတို့ဘယ်ညာဘယ်ညာပြန်နင်းဆိုတခါခိုင်းနေရောခိုင်းတော့သူကအင်္ဂလိပ်ရေးပို့ချိုရေးနေဆိုတော့ပြန်ပြီးနင်းရတယ်အဲ့ချိန်မှာဂျပန်ကပြီးတဲ့ပို့ချိုရာလူကတော့ရပြီကုန်ပြီအဲ့ချိန်မှာအဲ့ခါကျတော့ပြန်သင်တာပေါ့နော်ပြန်သင်လာတော့အင်္ဂလိပ်ကပြန် train နဲ့ပို့ချိုရေးစနစ်ကိုလည်းတက်မတော်ရရှိထားတယ်အဲပြီးလို့ရှိရင်နိုင်ငံရေးသမားတွေတခင်တွေကနေပြီးတော့မွေးပွားလာတဲ့တက်မတော်ဖြစ်တဲ့အတွက်နိုင်ငံရေးကိုလည်းနားလေတယ်အဲပြီးလို့ရှိရင်ဂျပန်ရဲ့နားပိုင်းရဲ့နားရဲ့စနစ်ကိုလည်းသူတို့နားလေတယ် အင်္ဂလိပ်ကပြန် train ထားတဲ့အတွက်အင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးစနစ်ကိုလည်းနားလည်တယ်။အဲမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကိုစတင်ပြီးတော့တိုက်ယူတဲ့အခါတော့ကွန်ပျူနတီရဲ့ social လေးရဲ့မြန်မာတက်မတော်ရဲ့တုံးဖွဲ့ပဲရှိခဲ့တာ။အခုတော့ကွန်ပျူနတီလည်းမရှိတော့ဘူး social လေးလည်းမြန်မာတက်မတော်ပဲရှိခဲ့တယ်။အဲ့ဒီတမိုင်းငါတင်ငန်းစာတွေကိုတိခဲ့တယ်ဒီအဖွဲ့အစည်းပဲရှိတော့လာပဲเนาะဒီအဖွဲ့အစည်းကနောက်ဆုံးအဖွဲ့အစည်းပေါ့เนาะဒီအဖွဲ့အစည်းကိုပြိုကွဲအောင်ဖြိုခွင်းရင်မြန်မာနိုင်ငံဆိုက်ဆိုင်ပေါ်မှာဖြစ်မှာအဲ့တော့နိုင်ငံတကာရောပြည်တွင်းပြည်ပကရောရောပြီးတော့ဟို တက်မလို့ပြုတ်ခွဲအောင်လုပ်နေတာပေါ့နော်တက်မလို့ပြုတ်ခွဲအောင်လုပ်နေတယ်အဲ့ဒီအဖွဲ့စည်းကိုဖြတ်တယ်လို့ဖြတ်ဖို့ကြံတာပေါ့အဲ့ဒီဒီအဖွဲ့စည်းတက်မလို့ဆိုတဲ့အဖွဲ့စည်းပြတ်လို့ရှိရင်ဒီနိုင်ငံပြတ်ပြီဆိုတာတို့တွေကနားလေအဲ့တော့ကျမတို့ရဲ့စရုပ်တမန်တိုင်းဖြစ်တယ်မီဒီယာတွေကမှန်မှန်ကန်ကန်တင်ပြတယ်လို့ပြည်သူတွေရဲ့နားတွေကိုအစိတ်မခတ်ဖို့လိုတယ်ပြီးတော့နိုင်ငံရေးပါတီတွေကလည်းတိုင်းပြည်အင်အားရှိမှတက်မလို့အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတဲ့စကားကိုအမှန်ကန်အောင်လို့ပေါ့နော် ပြည်သူနဲ့တက်မလို့ကြားထဲမှာရင်ကြားစိတ်ပေးနိုင်ရင်ဒီနိုင်ငံအေးချမ်းပြီလေပြောတာပဲနော်သူတို့ဒီဘောမတွေပြောပြောနေတဲ့ပုံစံရတော့ဆက်တက်ပြုတ်ခွဲသွားမယ်ဆိုတော့ကျွန်တော်တိုင်ပြအစစ်စစ်မွားမွားကွဲထက်သွားမယ်ဆိုတော့အချိန်နေသည့်ဒီဂျင်းထက်ပြီးတော့မှ pretty much လို့ဖို့စ조사နေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးသူတို့ဘက်ကနေပြောမှစစ်တပ်ကမဖြစ်မနေအရေးပါတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုနေပေမဲ့ဒီစစ်တပ်ကပဲကျွန်တော်ပြည်သူတွေကိုဒီထောင်ပေါင်းများစွာအခုချိန်ထိပေါ့နော်တပ်ဖြတ်ပြနေတာမလို့ကျွန်တော်ခုဆိုရင် နေဖက်ဆက်အာနာရှင်စာနေတဲ့မြောက်လိုင်းရဲ့စစ်တပ်ကြီးကိုဖြိုချဖြိုလဲနိုင်ဖို့ဝိုင်းဝန်းစူးစမ်းနေကြတာပဲဖြစ်ပါတယ်ဒီဘောမှာအောက်တန်းစားတွေရဆိုတော့တစ်ဖက်မှာကျလို့ပြည်သူတွေကိုလေကြောင်းတခင်မှုတွေလက်နေကြီးတွေနဲ့ထူးပြက်နိုင်ဖို့စစ်ကောင်စီကိုတွန်းအားပေး အမြဲတရင်ပေးမှုတွေလည်းလုံဆောင်နေတဲ့ကြောင့်မလို့အခုလိုမျိုးသူတို့အနေနဲ့ပေါ့နော်အစိပ်ပင်ရေလောင်းပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုပဲတပြတ်နေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းတဲ့ဖို့ဝင်နေပြည်သူတွေဝယ်မစီလို့ညီညွတ်စွာနဲ့တက်ထုတ်လိုက်မယ်ဆိုတော့အခုဆိုရင်နက်ဆက်စီးမင်းတဲ့ရှောက်ကိုတင်းချုံနိုင်ဖို့စတင်စ조사နေကြတာဖြစ်တယ်လို့တစ်ဖက်မှာကျွန်တော်အားလုံးမျှော်မှန်းထားတဲ့အတိုင်း2025ခုနှစ်မကုန်ခင်မှာပဲနေပြည်တော်အထိတက်လန်းနိုင်မယ်ဆိုတော့ရီမန်းချင်းတဲ့သူဝယ်ဝင်ပြည်တော်မှာစ조사နေရင် ။မကြာခင်မှာတော့အောင်ပွဲတွေရရှိတော့မယ်ဆိုတဲ့အကြောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြဘပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြံ့မှချင်တဲ့ပြည့်စုံပြီးတော့မှတာယာ Channel ညာ Channel ပဲဆင်ကြပါစေလို့ကျွန်တော်ဒီညကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။